ားစေနဲ့ကိုလုံးလုံးဆိုတော့ဒါဟာအာအမေနဲ့သားအဖေနဲ့သမီးညီကိုမောင်နှမချင်းအတူတူနားထောင်လို့မကောင်းတဲ့စကလုံးမျိုးကိုဖြစ်တဲ့အဆင်မြင့်တဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝေးဝေးတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြုံးတတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်တက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျွန်တော်တို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလားဒါဆိုကျန်တဲ့ rapper တွေအားနာစရာမကောင်းဘူးလား rapper ဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေပြုတ်မှုတာလား ဒါဆိုရင်ကျန်တဲ့ရင်ရင်ကျိကျိရပါတွေကခင်မမိတာလားအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ state symbol ညဉ့်ဉန်းစကားတွေပြောပြီးဆဲခဲ့တဲ့ရပ်ပါတွေကိုဖန်စီအေးအေးယူပေးဖို့ဒေါ်အေမွန်တင်းတောင်းဆိုလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာနိုဝင်ဘာ၁ရက်နဲ့၂ရက်နေ့ကရန်ကုန်မြို့တူဝါ အနာမှာကျင်းပခဲ့တဲ့ Overflow Festival ဖြောပြပွဲမှာ State Symbol ကနေကွန်တုံးဝေရင်ညဉ့်ညမ်းစကလုံးတွေပြောဆိုခဲ့တဲ့ကွင်းလုံဝင်ဆိုတဲ့ဂီတအဖွဲ့ကရပ်ပါအဆိုတော်တဦးရဲ့ရုပ်တံဖိုင်လူမှုကွန်ရက်မှာတက်လာခဲ့ပြီးနောက်ဝေဖန်မှုတွေမြင့်တက်လာခဲ့တဲ့အဲ့ဒီအဆိုတော်ကိုစစ်တပ်ကဖမ်းဆီးလိုက်ပြီးဖြစ်ကြောင်းအမှုပညာတိုင်းဝိုင်းနဲ့အဆိုတော်ရဲ့ဇာတိမျိုးကရင်းမြစ်အချို့ကရေးသားနေကြပါတယ်။ပြောမှုလို့နေတာလေဒီနေ့ပြောရမယ်ဒီနေ့ပြောရမယ်လာခဲ့ကြ ။နိုင်ရမကောင်း၊ငားရလောက်မကောင်းဖြစ်နေတဲ့။ဟုတ်။อืม။လေးမှာပေါ့။ငားရလောက်ဖြစ်နေတဲ့။ကဲ။ဒီကမ္ဘာမြေပြင်မော်တော်မယ်သူငါများရူရဲ့အလားနဲ့တစ္ဆာကိုဖွဲဖွေရှာမော်ကြတယ်တကယ်မဖန်စီရန်ကိုဖွဲပြောပြောပြမယ် တမိပါချမချမဟာချက်ရှာတာကဲမကျဲဘူးလို့နေတာမကျဲဘူးလို့နေတာကျဲစရာလေးတွေ့တော့ကျဲရမှာပေါ့နော်ပြောစရာလေးတွေ့တော့ပြောရမှာပေါ့အဲ့တော့ဘာဘာကိုသွားပြီးတော့မှဒီနေ့ပြောချင်လဲဆိုတော့မနေ့ကဗီဒီယိုဖိုင်တစ်ခုတွေ့လိုက်တယ်စတိတ်ရှိုးကဗီဒီယိုဖိုင်အားလုံးကြည့်ပြီးမျောလင့်ပါတယ်နော် ကျွန်မထပ်ပြောဖို့အတွက်ကိုဗဇက်ကအဲ့ဒီရဲ့ဗီဒီယိုဖိုင်ရဲ့ပြောတဲ့စကားလုံးတွေကိုဗဇက်ကနေထွက်ဖို့အတွက်အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဗဇက်ကနေထွက်ပြလို့အဆင်မပြေဘူးဒါပေမဲ့အကုန်လုံးအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးပြီလို့မျှော်လင့်တယ်နော်စတိတ်စင်ပေါ်မှာရပ်ပါတွေလားဘာတွေလားတော့မသိဘူးနော်ဟုတ်တယ်နော်ကြည့်ပြီးပြီလို့ထင်တယ်နော်ကြည့်ပြီးပြီလားကြည့်ရသေးဘူးလားမကြည့်ရသေးရင်ပြောမကြည့်ရသေးရင်ပြောအစာပိုင်းခွင့်ပြမယ်မကြည့်ရသေးရင်ပြောနော်ဆိုတော့အဆုံးထိကတော့အမေနမကြည့်ဖို့အတွက်ကို မတင်တော်ဘူးနော်ညီကောင်မမွားရီအတူတူကြည့်ဖို့အတွက်ကိုမတင်တော်ဘူးစကလုံးနေအရန်ကိုတော်ပြီနော်အရန်ဆိုလို့ဆက်ပြီးမဖွင့်ပြတော့ဘူးဒါဆိုရင်ဒီဗီဒီယိုဖိုင်ကြည့်ပြီးလောက်ပြီလို့ကျွန်မမျှော်လင့်တယ်နော်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ကျွန်မပြောချင်တယ်အဲ့တော့ဒီခေတ်လူငယ်တွေက စင်ပေါ်မှာရိုင်းရင်အောက်မှာရေးဆိုလူငယ်တွေကဟာတခါတည်းကိုလေအော်ပါတွေပေးကြတယ်မိုးနေလို့လားယူးနေလို့လားတော့မသိဘူးပေါ့နော်ဆိုတော့ကျမအဲ့ဒါကိုသွားကြည့်ပြီးဘာကိုသွားပြီးတော့မှမြင်လဲဆိုရင်ကောသလမင်းကြီးရဲ့အိမ်မက်ဆက်၆ချက်တည်းကတစ်ချက်ကိုသွားပြီးတော့မှမြင်တယ်နော်ပညာမဲ့တဲ့သူတွေစင်ပေါ်ရောက်လို့ရှိရင်ဆိုတဲ့ဟာကိုကျမသွားပြီးတော့မှမြင်မိတယ်ဆိုတော့ကျမတို့ကအော်ဒီစကားတွေဟာ လူအများပိဋိတ်တဲ့အလယ်မှာပြောတင်တဲ့စကားလားမပြောတင်တဲ့စကားလားဆိုတာကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလောက်အောင်ကိုခုခေတ်လူငယ်တော်တော်များများရဲ့အုံနောက်တွေကပျက်စီးနေကြပြီလားအကောင်လုံးကမဆိုလို့ဘူးเนาะအကောင်လုံးကမဆိုလို့အဲ့တော့မူးရစီဝါကြောင့်လားအရက်ကြောင့်လားဘာကြောင့်လဲနော်ဆိုတော့ဓာကြီးကြတော့အယမ်းလုံလုံကကြည့်ပြီကျမတို့ကဒီလိုမျိုးလိန်ဆက်ဆန်တဲ့ကိစ္စတွေကာမဆက်ဆန်တဲ့ကိစ္စတွေကိုအရှက်အကြောက်ကင်းစွာနဲ့ပြောတယ်ပြုတ်တယ်ဆိုတာကတတိဆန်နေရပဲပြုတ်မှုပြောဆိုနေထိုင်လောက်တိုင်ရတာ 路里个么路差不多，喏，对咯，伢说偏方嘞，对呀嘛是嘞，这里或者帮，所谓对呀，喏，这里或者帮，是吧？帮嘞所谓，偏方是伢老讲过嘛，感冒那个吹开呢。 တင်အားတွေတတန်းကြာရှည်အောင်လို့ခေါ်ကြခဲ့တဲ့နီလန်းနှစ်ပါးဟီရီရဲ့အော်တပ်ပါရဲ့ဆိုပြီးတော့မှเนาะဟီရီဆိုတာကဘာလဲဆိုရင်ကိုကိုကိုအပေါ်မှာမိမိကိုကိုအပေါ်မှာရှက်တက်တဲ့စိတ်မကောင်းတာကိုပြုတ်မှုရင်ရှက်တက်တဲ့စိတ်ကိုဟီရီလို့ခေါ်တယ်เนาะမကောင်းတာကိုပြုတ်တာကိုမဝင့်တဲ့စိတ်ဟီရီရှက်တက်တဲ့စိတ်ကို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 အရှက်ခံစိတ်ဖြစ်တတ်တဲ့ဟာကိုဟီရီလို့ခေါ်တယ် အော်တက်ပါဆိုတာကကြတော့ကြောက်တက်တဲ့စိတ်နော်အဖြစ်ကိုအဖြစ်ပြုရမှာကိုကြောက်တက်တဲ့စိတ်ကိုအော်တက်ပါလို့ခေါ်တယ်အဲ့တော့ဟီဒီအော်တက်ပါတရားမရှိဘူးဟီဒီအော်တက်ပါတရားမရှိဘူးလို့လူတွေကပြောကြတယ်မလားအဲ့တော့ဟီဒီဆိုတာကရှက်တက်တဲ့စိတ်မကောင်းတာပြုရမှာရှက်တက်တဲ့စိတ်အော်တက်ပါဆိုတာကမကောင်းတာပြုရမှာကိုကြောက်တက်တဲ့စိတ်အဲ့တော့အော်တက်ပါလို့ခေါ်တယ်။အဲ့တော့အခုကတော့ဟီဒီလည်းမရှိတော့အော်တက်ပါလည်းမရှိတော့ဟီဒီအော်တက်ပါလုံးဝကိုမရှိတော့ဘဲနဲ့စတိတ်စင်ပေါ်မှာအဲ့တော့ကျွန်မပြောချင်တာကနေ ကျမတို့တွေကကာလန်ဒေတန်ဆိုတာရှိတယ်เนาะအဲ့တော့အမှုပညာလုပ်တယ်ဆိုရင်လေကျမအဲ့ဒီစင်းတဲ့ခုနစင်မော်တက်ပြီးတော့မှအဲ့ဒီပြောတဲ့ကလေးကိုကျမကြည့်လည်းမကြည့်ဘူးသိလည်းမသိဘူးဘာအမှုပညာရှင်မလဲကျမမသိဘူးကြည့်ရတာတော့ rapper တွေလွတ်ချင်တာပဲဝစ်ပုံစားပုံပြောပုံဆိုပုံနေရတော့ rapper တွေဖြစ်လိမ့်မယ်เนาะဆိုတဲ့ခါကျတော့ကြည့်လည်းမကြည့်ဘူးမြင်လည်းမမြင်ဘူးတို့ရဲ့အမှုပညာကိုကျမတို့သိလည်းမသိဘူးเนาะဆိုတော့ဒါပေမဲ့လေဒီ video file မျိုးကိုကြည့်ရလိုက်တဲ့အချိန်မှာအင်မတန်စိတ်မကောင်းစွာဖြစ်တယ်เนาะအော်ဆိုပြီးတော့မှကြောက်လဲကြောက်သွားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အမှုပညာရှင်နေဆိုတာကလေအများအတွက်ကို ကျွန်မတို့ကအញ្ញ influence ဖြစ်ပါတယ်เนาะအမှုပညာရှင်တွေအဲဒီလိုမျိုးကျွန်မတို့ social influencer တွေပေါ့စသဖြင့်ပိဋကတ်ပေါ်မှာအញ្ញဩဇာ grant မိုးပါတယ်အញ្ញဩဇာတက်ရောက်မှုရှိပါတယ်ကျွန်မတို့အမျိုးသားတွေငငယ်ကဆယ်ကျော်တက်အရွယ်ကစစ်လိတောက်တက်တာဆိုရင်မင်းသားကျော်သူတို့စိုးသူတို့ရဲ့ရုပ်ရှင်တွေပေါ်မှာသူတို့ယူသွက်ခဲ့ပြီးတော့မှမင်းသားတွေ item နဲ့ style နဲ့စစ်လိတောက်တယ်လေဒိုးကလေးတို့ဘာလို့လားเนาะအဲ့လိုမျိုးပါလေစစ်လိတောက်နောက်တစ်ခါ marble secret ကြော်ညာတို့ဘာလို့မှစစ်လိတောက်တာညင်ပြီးတော့မှဆယ်ကျော်တက်တော်တော်များများစစ်လိတောက်ထက်ခဲ့ကြတယ်ဒါဟာကျွန်မဒီအမှုပညာရှင်တွေကိုပြပြောတာမဟုတ်ဘူးအမှုပညာရဲ့ influence ကိုပြောတာเนาะ နောက်တစ်ခါကိုရီးယားကကဘာကိုထိုးပေါက်တာဘာနဲ့ထိုးပေါက်သွားလဲကိုရီးယား wave ဆိုပြီးတော့မှအနုပညာနဲ့ကဘာကိုထိုးပေါက်သွားတယ်ကိုရီးယား အစားစားရင်းကိုရီးယားရဲ့ယဉ်ကျေးမှုတွေစသဖြင့်เนาะအဲ့တော့ကျမတို့မြန်မာပြည်မှာလည်းအမှုပညာရှင်တွေဟာလူငယ်တွေဆိုလဲလူငယ်တွေရဲ့ရှေ့ဆောင်တိုင်းကြ idol တွေเนาะဟာကြည့်ပြီးတော့မှလူငယ်တွေအားကြတယ်အမှုပညာရှင်တွေဆိုရင်အမှုပညာရှင်တွေဝစ်တာစားတာပြောတာဆိုတာနေတာထိုင်တာကိုအញ្ញံအတူယူကြတယ်အဲ့တော့ဒီအမှုပညာရှင်တွေကလည်းမိမိရဲ့ပြောဆိုပြုမှုဆောင်ရွက်ပုံတွေဟာအများပြည်သူပရိသတ်အပေါ်မှာအစိတ်အတောင်မဖြစ်စေဘူးအញ្ញံအရေးကြီးတယ်။ရိုင်းဆိုင်တာဟာကော်တာမဟုတ်ဘူးဒါဟာရိုင်းတာရိုင်းဆိုင်တာ နော်ဒီစကားကပညာဖြတ်ညှ့ဝေတဲ့ပညာဖြတ်ဝေတဲ့စကားမျိုးမဟုတ်ဘူးအသိပညာညှ့ဝေတဲ့စကားမျိုးမဟုတ်ဘူးရိုင်းဆိုင်တဲ့စကားဖြစ်တက်ရောက်တယ်အပြောမတက်တော့ဆဲတယ်လို့ပေါ့ဟုတ်တယ်နော်ကျွန်တော်ဒါဟာအာအမေနဲ့သားအဖေနဲ့သမီးညီကိုမောင်တို့မှချင်းအတူတူနားထောင်လို့မကောင်းလို့စကလုံးမျိုးကိုဖြစ်တယ်ရိုင်းရိုင်းနေအင်းဒီပညာရှင်ဖြစ်တာ မကဒီလိုလေးတော့အာခံစားမိတယ်เนาะကျမတို့ဘညာဖုံးပြေလာเนาะဘညာဖုံးပြေရဲ့ MTV လေးရိုက်တယ်အမြင်မတင့်တယ်ဘူးဆိုပြီးတော့မှဘညာဖုံးပြေထောင်ကြတယ်နဲ့တူတယ်နော်ဆိုတော့အဲဒါတော်မှပဲအရန်ကြီးအချိန်လေးဆိုးဆိုးဝါးဝါမြင်ကွင်းမျိုးမဟုတ်သေးဘူးဒီလိုစကလုံးမျိုးဆိုရင်ပို့ပြီးတော့မှဆိုးဝါးတယ်လို့ဒီလိုလေးမြင်ပါတယ်နော်အဲ့တော့ကျွန်တော်က ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်ဝေဖန်နေတိုက်ခိုက်တယ်အပြစ်ပြောတယ်ဆိုပြီးတော့မှကျွန်တော်တို့ထောက်ခံနေသူမထောက်ခံနေသူတွေနဲ့ဝေဖန်တာပဲထားတယ်အဲတော့သက်ဆိုင်သောအာဏာပိုင်တွေနဲ့အနေနဲ့ဆိုရင်တော့ထိန်းချောင်းနေဆိုရင်တော့အမှန်တရားဖြစ်ပါလိမ့်မယ်เนาะဒါမျိုးလုပ်ရင်ဒါမျိုးပြောရင် ပြောလို့မရဘူးဒါမျိုးလုံးရင်လုံးလို့မရဘူးဆိုတာကိုသက်ဆိုင်ရာအစည်းအရုံးတွေကနေတစင်ကျမတို့တွေကဒါအမှုပညာရှင်တွေကိုကျမတို့ဒီ information တွေကိုမျှဝေထားဖို့လိုတယ်ဒီလိုမျိုးကြော်ညာတွေကိုမျှဝေထားဖို့လိုတယ်အသည့်တွေကိုမျှဝေထားပေးဖို့လိုအပ်တယ်ကျမတို့ခုနလိုစီးငင်းစီးကန်းတွေကိုမျှဝေထားဖို့လိုအပ်တယ်နော်ဆိုတော့သက်ဆိုင်ရာဂီတာအစည်းအရုံးသဘင်အစည်းအရုံးရုပ်ရှင်အစည်းအရုံးစသဖြင့်ဒီလိုအစည်းအရုံးတွေကလည်းမိမိရဲ့အသင်းဝင်တွေကိုနော်ဒါမျိုးတွေပြုမှုပြောဆိုဆောင်ရွက်တာတွေကိုထိန်းချောင်းဖို့လိုတယ်အဲ့ဒီအနေမှာတစင် ကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့လည်းဒီဥစားတွေကိုကျွန်တော်တို့လက်သင့်မခံဘူးဆိုတာလေးကိုတော့ပြဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေလူငယ်တွေအတွက်လမ်းမရောက်တယ်။နော်လူငယ်တွေအတွက်ကျမတို့တွေဒီတိုင်းခုနလိုပေါ့လူတော်တွေမှတော့ခြားနားထောင်လိုက်လို့မသိတဲ့စကားလုံးတွေဖြစ်တာပေါ့။အဲ့တော့ဂေါ်တာနဲ့ခင်မီတာနဲ့ရိုင်းတာနဲ့ဟာမတူဘူး။ ခင်မီတာခစ်ဆန်တာခစ်ရှိပြီးတာနဲ့ကျမတို့ရိုင်းဆိုင်တာယုံလာတာအောက်တန်းကြတာနဲ့လည်းမတူဘူးဒါဟာကြတော့ကျမတို့လူနဲ့မတူတော့ဘူးเนาะကျမခုနကပြောသလိုကာမဆက်ဆန်တဲ့ကိစ္စရင်းလိင်ဆက်ဆန်တဲ့ကိစ္စတွေကိုလူရှိမရှောင်သူရှိမရှောင်ပြောဆိုပြုတ်မှုဆောင်ရွက်တာဟာတတိဆန်တွေပဲလုပ်တဲ့အလုပ်လူတွေမလုပ်ဘူးအစ်မရဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝင်းဝင်းတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျမတို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်တက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျမတို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှိရင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်ရိုင်းဆိုင်တာတွေအမှန်ဖြစ်ပြီးကျမတို့လူမျိုးဟာရိုင်းဆိုင်တဲ့လူမျိုးဖြစ်သွားလိမ့်မယ် အမေအမေမမ်းမသိအဖေအဖေမမ်းမသိနှမနှမမမ်းမသိနော်ကျမတို့ဆရာဆရာမမ်းမသိနော်လူကြီးလူကြီးမမ်းမသိဆိုတဲ့ဟာမျိုးတွေကြာလာလို့ရှိရင်ဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မှားတာကိုတော့မှားတယ်လို့ပြောပြရစီရိုင်းတာကိုတော့ရိုင်းတယ်လို့ပြောပြရစီအဲ့တော့ကျန်တဲ့လိုအပ်တဲ့ ပြောဆိုဆုံးမမှုတွေကိုတော့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကဆောင်ရွက်ပေးပါเนาะကျမတို့ပြည်သူတွေကပြောရင်ခုနပြောသလိုပြောဝေဖန်နေတိုက်ခိုက်တယ်အဲကျမတို့တွေကမနာလိုတဲ့အဲစသဖြင့်ဒီလိုဟာမျိုးတွေဖြစ်စရာတွေရှိတယ်ပေါ့เนาะအဲ့တော့သက်ဆိုင်ရာတာဝန်ရှိတဲ့သက်ဆိုင်ရာအစည်းအရုံးတွေသက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့မှဒါလေးကိုတေတေချာချာလေးမှားယွင်းနေဆိုတဲ့အကြောင်းလေးကိုပြတ်တပေးပါလို့ဒီညာကနေပြီးတော့ပဲကျမကဒီကလေးတွေကိုလည်းဟိုအတူယူမလွဲမှာဖို့ကိုပြောပါတယ်เนาะဒါဒီရိုင်းပါတယ်ရိုင်းပါတယ် အင်မတန်ကိုရိုင်းပါတယ်ကြည့်ပြီးကြပြီလားလက်ခံလားပေးတက်ကြီးကလက်ခံလားလုတ်ခင်စဉ်းစားရမယ်လေလုတ်ခင်စဉ်းစားရမယ်လုတ်ချင်တာလုတ်လိုက်မယ်ပြောချင်တာပြောလိုက်မယ်ပြီးရင်တောင်းပန်လိုက်မယ်ရလားနော်ဥပဒေမှာလည်းဒီလိုပဲကျွန်တော်တို့ကစိတ်ဖောက်ပြန်လို့ပဲဖြစ်စီယူတလို့ပဲဖြစ်စီမူးလို့ပဲဖြစ်စီယူလို့ပဲဖြစ်စီ ပြင်းမှုတစ်ခုကျွန်းလွန်လိုက်တယ်အသက်သေးစေတဲ့ပြင်းမှုတစ်ခုကျွန်းလွန်လိုက်တယ်မူးနေလို့လုံးမိသွားပါတယ်ယူးနေလို့လုံးမိသွားပါတယ်ဆိုပြီးတော့မှအဲနောက်မလုတော့ပါဘူးလို့ဒီတိုင်းတောင်းပန်လို့ရလားဥပဒေကလွတ်ကင်းလာအဲ့လိုတောင်းပန်ရုံနဲ့ဟုတ်လားနော်အပြစ်ရှိရင်အပြစ်ကျွေးဆက်ရပါတယ်နော်ဆိုတော့လေကျမတို့ဥပဒေမှာယူးလို့မူးလို့မရအောင်နော်ဟုတ်တယ်နော်အဲ့တော့အဲ့ဓာတွေဘာဖြစ်လို့ထထားတာလဲဆိုရင်ယူးရင်လည်းမကျူးလွန်ရဲအောင်မူးရင်လည်းမကျူးလွန်ရဲအောင်ဟုတ်တယ်နော် အဲ့ဟောကျမတို့ကအဲ့ဒါခင်မိတာမဟုတ်ဘူးအဲ့ဒါယိုင်းနေလို့ခေါ်တယ်ဒီတစ်ခုကိုလက်ခံလိုက်ရင်နောက်တစ်ခုတွေတက်လာမှာဒီတစ်ခုကိုလက်ခံလိုက်ရင်နောက်ထပ်တစ်ခုတွေလာမှာဟုတ်လားကျမပြောပါ စော်ကားကျင်တိုင်းစော်ကားလို့မရဘူးရိုင်းကျင်တိုင်းရိုင်းလို့မရဘူးဟုတ်လားအဲ့တော့မူးနေလို့သူများအသက်ကိုရန်ရှာမိတယ်ယွန်းနေလို့သူများအသက်ကိုရန်ရှာမိတယ်ဥပဒေအရကင်းလို့ခွင့်ရှိလားရှိဘူးနော်ထိုက်တဲ့နဲ့ပြမှုပြတန်နေရှိတယ်မူးရင်လည်းကျူးလွန်လို့မရဘူးယွန်းရင်လည်းကျူးလွန်လို့မရဘူးဟုတ်လားအဲ့တော့ဂေါ်ရာနဲ့ရိုင်းတာနဲ့မတူဘူးဒီတယောက်ကိုလက်ခံလိုက်ရင်နောက်ထပ်တယောက်လာမယ်နောက်ထပ်တယောက်ကိုထပ်ကန်လိုက်နောက်ထပ်နောက်ထပ်အများကြီးတွေရောက်လာမှာဟုတ်လားဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလားဒါဆိုကျန်တဲ့ rapper တွေအားနာစရာမကောင်းဘူးလား ရပ်ပါဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်းဆိုင်းနေပြုတ်မှုတာလားဒါဆိုရင်ကျန်တဲ့ရင်ရင်ကြဲကြဲရပ်ပါတွေကခင့်မဲ့မိတာလားဟုတ်လားဆိုတော့ဟိုဒါဟာအသိပညာညှ့ဝေတာလည်းမဟုတ်ဘူးဒါဟာရိုင်းတာနော်စတိတ်စင်မော်မှာတက်ပြီးတော့မှရိုင်းဆိုင်းတာဒီလိုရိုင်းဆိုင်းလို့မရဘူးလို့လည်းမရဘူးယူလို့လည်းမရဘူးဝမ်းနေနေလို့လည်းမရဘူးဟုတ်လားဘောင်းကို control လုပ်နိုင်မှာအများကြီးဒီစိတ်ကိုရောက်လာဖို့ ်ကိုကျမပြောတာเนาะအဲ့တော့ရသွားတယ်ကဲပြောလို့ဘာမှမဖြစ်ဘူးဆိုရင်လူတွေကဝိုင်းမိတော့မှမဝေဖန်ဘူးကွာလူတွေကဝိုင်းမိမှမစင်းဘူးကွာလူတွေကဝိုင်းမိတော့မှမထောက်ပြဘူးကွာဆိုရင်မှန်နေသူ့ကိုသူ right ပဲဖြစ်မှာလေမှန်တယ်ငါလောက်တာငါပြောတာမှန်တယ်တွေ့လားအဲ့တော့ဒီတပွဲမှာဒီလိုပြောရင်နောက်တပွဲကျရင်အဲ့ဒီထက်ရိုင်းနဲ့ attention မျိုးနဲ့ထက်ရိုင်းမှာ ကျွန်တော်တို့တွေကဘာမှမထောက်ပြလိုက်ဘူးမပြောဘူးဆိုလို့ရှိရင်ရတယ်ဆိုတဲ့ဟာနဲ့မရလို့မှတောင်းပန်တာရရင်ဆက်လုပ်မှာမရလို့တောင်းပန်တာနော်မရလို့မှတောင်းပန်တာမရွှေလုံးမတွေ့ပြီးပြီမရလို့မှတောင်းပန်တာရရင်ဆက်လုပ်မှာအဲ့တော့တနာစရာကောင်းတိုင်းပြမှုကျွန်းလို့ရလားရိုင်းလို့ရလား ဝမ်းနဲ့နေတိုင်းရိုင်းလို့ရလားပြစ်မှုကျွလွန်လို့ရလားမရဘူးနော်လူတော်လူကောင်းနေဟာအများကအတုယူရတဲ့ဒီလိုမျိုးအမှုပညာရှင်တွေဟာအဲ့လောက်မှစိတ်တက်မခိုင်ပါရင်စင်မတက်မလာခဲ့နဲ့ဟုတ်လားဝမ်းနဲ့လို့ရိုင်းမိတာပါမူးလို့ရိုင်းမိတာပါယူးလို့ရိုင်းမိတာပါဆိုရင်ဘာဖြစ်လို့အဲ့လိုမူးတာတွေယူးတာတွေလူလူတွေကိုဘာဖြစ်လို့စင်မတင်ပေးတာလဲဟုတ်လားဒီတရားကိုလက်ခံရင်နောက်တရားဒီလိုဖြစ်လို့ ပလစ်လိုက်ရမယ်ဆိုရင်ကျမတို့ကဒီလိုမဖြစ်လို့မပလစ်လိုက်ရတဲ့သူတွေကပြစ်မှုခံထားရတဲ့သူတွေအတွက်ကျမတို့တရားလားမတရားဘူးလေဟုတ်လားမျက်ရည်ကန်ထိုးရင်တော့ကျမတို့ကလှုပ်ပေးရမယ်မျက်ရည်ကန်မထိုးတဲ့သူကတော့ကြခံရမယ်အဖြစ်ကိုဆိုရင်ဒါကျမတို့ကမတရားဘူးဒါဆိုရင်ညီမမှုမရှိဘူးအားလုံးကဝိုင်းဝန်းထောက်ပြလို့တာရင်မှားပါတယ်လို့တောင်းပန်တာအားလုံးကဝိုင်းဝန်းမထောက်ပြဘူးမပြောဘူးပွဲမဆိုဘူးဆိုရင်နောက်ပွဲကျရင်ဒီထက်ပိုရိုင်းမှာ ဟုတ်လားကျွန်မပြောတာဟုတ်လားရိုင်းတာဟာခေါ်တာမဟုတ်ဘူးဘယ်နိုင်ငံဘယ်လူအဖွဲ့အစည်းအားမှာရိုင်းဆိုင်တဲ့သူတွေကိုလက်မခံဘူးလူငယ်တွေအတူယူမမားနဲ့အဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေနဲ့လောကငန်းကိုအောင်မြင်အောင်ရှောက်နှမ်းလို့မရဘူးကိုလေးတစ်ချိန်ကြီးဖြစ်လာကိုလူကြီးဖြစ်လာတဲ့အချိန်တိုင်းကိုကိုရိုင်းရိုင်းဆိုင်ဆိုင်ဆိုရင်တော့ကိုရောခံလာတာမခံနိုင်ဘူးနော်အဲ့တော့လူငယ်ဘဝမှာလည်းရိုင်းဆိုင်တဲ့လူငယ်တရားမဖြစ်အောင်နေဆိုင်ရအောင်ဟုတ်လား ကျမပြောမျက်ရည်ကန်ထိုးရင်တော့ဥပဒေကနေကင်းလို့ခွင့်ရှိတယ်မျက်ရည်ကန်မထိုးခဲ့တဲ့ဗညာကုန်းပြေးကြတော့ထောင်ကြတယ်ဟုတ်တယ်နော်အခုဒါကတော့ဘာဖြစ်နေလို့ညာဖြစ်နေလို့ပါဆိုပြီးတော့မှကင်းလို့လိုက်ရမယ်ဆိုရင်ဟိုမှာ MTV နဲ့ထောင်ကြခဲ့တဲ့မင်းသားအားနာဖို့ကောင်းတယ်နိမြောက်တာရမယ်ဖဲဖြစ်ရမယ်ဒါကိုကျူးလွန်ရင်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဒီလိုခံရမယ်အမှုပညာရှင်တွေပို့ပြီးတော့မှသတိထားဖို့လိုအပ်ပါတယ် ်နော်အဲ့တော့ပြီးတော့မှယူနေလို့ပါမူးနေလို့ပါဝမ်းနေနေလို့ပါဝမ်းတာနေလို့ပါ ਨੇ မျက်ရည်ကနေမထိုးနဲ့ပိတ်တက်တရားငပေါ်မဟုတ်ဘူးရိုင်းတဲ့နိုင်ရိုင်းပြီးတော့မှတောင်းပန်ပါတယ်မလုံးနဲ့မရိုင်းငင်ငါစဉ်းစားဟုတ်ပြီနော်အဲ့တော့လူငယ်တွေလည်းဒါဟာအတူယူရမယ့်ကိစ္စမဟုတ်ဘူး နော်ဒါဟာဂေါ်တာမဟုတ်ဘူးဒါဟာမမှန်ဘူးနော်ဒီလိုညိုင်းဆိုင်တဲ့သူတွေကိုလူအဖွဲ့အစည်းကလက်မခံဘူးနော်ကျမတို့ကယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းကိုကျမတို့ကတိဆောက်ဖို့လိုအပ်တယ်နော်အဲ့ဒါဒီလူငယ်တွေရဲ့လက်ထဲမှာရှိတယ်လူငယ်တွေဟာတပြေးပြေးနဲ့လူကြီးဖြစ်လာမှာဒီဒီလူငယ်ဘဝမှာပဲတည်တတ်နေမှာမဟုတ်ဘူးသားတို့သမီးတို့ကလည်းတစ်ချိန်ကျရင်တို့တွေလိုအသက်ရွယ်နေစဉ်နဲ့အမြအားလုံးကအသက်ရှူတိုင်းအသက်ကြီးနေတာအသက်ကြီးလာမှာနော်မိနစ်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းကအသက်ကြီးနေတာစက္ကန့်နဲ့အမြအသက်ကြီးနေတာတစ်စက္ကန့်နဲ့တစ်စက္ကန့်နဲ့မတိဘူးတရက်စီမတိပါဘူး တနာဆိုတာတနာဆိုတာဆင်းနေဆိုတာတခေပြီးနဲ့ကြီးတယ်စက္ကန့်အချိန်ကြီးပြီးလို့ရှိရင်တခေတ်ပြီးနဲ့ကြီးလာမှာပေါ့ဒါကြောင့်မလို့နောက်အနာဂတ်အတွက်လူကြီးဖြစ်လာမယ့်သားတွေသမီးတွေဟာရင်ကျေးတဲ့လူဖွဲ့အစည်းကိုတည်ဆောက်ဖို့လိုအပ်တယ်ရင်ကျေးတဲ့လိမ္မာတဲ့เนาะတကယ်ကိုတော်တဲ့ထက်မြက်တဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ်အဲတော့မှားတာကိုမှားရင်မှန်တာကိုမှန်နေရိုင်းတာကိုရိုင်းနေဆိုတာကိုခွေးချမ်းဆုံးဖြတ်တက်တဲ့ဝေဖန်ပိုင်းခြားတက်တဲ့အသိဉာဏ်ရှိတဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ်ရိုင်းတာဟာကောတာမဟုတ်ဘူးသားတို့သမီးတို့เนาะ 好比啦，好、啊，叫啥？